တနေ့တာကိုငါဘယ်လိုကုံခဲ့တယ်လဲငါကုံတာဟာအရှုံးနဲ့လားအမျက်နဲ့လားဘဝကိုဖြတ်ကျော်နေတာအရှုံးနဲ့ဖြတ်ကျော်သလားအဲ့တော့ဘယ်ဟာကိုအရှုံးဘယ်ဟာကိုအမျက်လို့ခေါ်မလဲလို့ဆိုတဲ့အခါမှာလူဘဝရလာတာအကုသိုလ်ကြောင့်ရလာကုသိုလ်ကောင်းမှုနဲ့အချိန်မကုန်ဘဲနဲ့အကုသိုလ်နဲ့ချိန်ကုန်နေဆိုရင် ကုသိုလ်ကြောင့်ရတဲ့ဘဝကိုအလကားသုံးပြုဖြစ်လိုက်တဲ့အကုသိုလ်တွေနဲ့ဆိုရင်ဒါအရှုံးပေါ်သွားပြီလို့ဆိုလို့တနေ့ရင်ရှုံးတာမဟုတ်ဘူးတသက်တာအလုံးလုံးကြပြီဆိုရင်အကုသိုလ်တွေနဲ့ရင်ဆိုရင်ရှုံးနေပြီအရင်ကရှိတာကိုဆိုပါတော့အတိတ်ဘဝကဒါနကောင်းမှုလုပ်လို့ဒီဘဝမှာချမ်းသာကြွယ်ဝတယ်ဒီဘဝကျတော့မိမိလျော့လျော့ဒါနကောင်းမှုတွေမလုပ်ဘူး ရှိလာတဲ့ပစ္စည်းကိုသုံးလို့ဖြုံးလို့ပျော်လို့ပါလို့နေတယ်ဆိုလို့ရှင်အဲ့ဒီပုံကမျိုးကိုဝိတာခါကြောင်းအမကြီးကခေါ်တဲ့အဟောင်းစားနေတာလို့ခေါ်တယ်အဟောင်းစားနေအသည့်မလုပ်ဘူးအဟောင်းစားတယ်လို့ခေါ်တယ်အဲ့ဒီအဟောင်းစားနေတဲ့ပုဂ္ဂိုလ်ကမကြခင်အဟောင်းကကုံသွားမှာကုံသွားလို့ရှိရင်အသည့်နဲ့အစာမထိုးနိုင်တဲ့အတွက်ကြောင့်ဆဲဒုက္ခနဲ့ကြုံရတယ်ပေါ့ ဒါကြောင့်မို့ကိုဘွားကိုအကုသူတွေက များနေသလားသို့မဟုတ်ကုသူတွေကများနေသလားတနေ့တာအချိန်စရာနဲ့ကြည့်ပြီးတော့အကုသူတွေက များပြီဆိုရင်ဒီဘွားရှုံးမိတာမှတ်ပြီကုသူတွေကများပြီဆိုမှအမျက်ထွက်လိမ့်မယ်အေးကုသူတစ်ပိုင်းအကုသူတစ်ပိုင်းဆိုရင်တော့ဒီပြောရမယ်ဆိုရင် ကုသူကြောင့်ရတဲ့ဘွားမှာအကုသူပါနေတယ်ဆိုလို့ရှိရင်လည်း အမျက်မရှိပဲနဲ့လုံလုံနေရတယ်လို့အထိပ္ပယ်ရောက်ပြန်တယ်။ဒါကြောင့်မို့ကုသမြန်မြန်ရမှဘဝဟာအမျက်ထွက်နိုင်တယ်ပေါ့။ရသော်ဘုရားကဒါကိုတွက်ခိုင်းတယ်